မင်္ဂလာပါမာဖုတ်ဒီဗျူပိုင်းမှာဒီဒီပုံလေးကိုဆွဲပြပါမယ်နော်ဒီလေးရဲ့ဒီဟာ subscribe လေးနှစ်ခုရဲ့ပေါ့နော်အဲ့ဒီ subscribe လေးကိုဆွဲပြမယ်ဒီဘေးမှာကမာကဒီမှာဒီ subscribe နှစ်ခုရဲ့ dimension လေးရေကိုတက်တက်ဖွဲပြထားတယ်ပြီးတော့ဒီရဲ့ထိပ်ပိုင်းကိုဒီမှာ dimension ပြထားပြီးတော့ဒီရဲ့အရှိကိုတော့မာဒီဘက်မှာတက်တက် dimension ဆွဲပြထားပါတယ်အဲ့မှာအရင်ဆုံးဒီရဲ့ထိပ်ပိုင်းလေးကနေစဆွဲမယ်ပေါ့နော် ဲ့တော့သူ့ရဲ့အကျယ်လေးကဘယ်လောက်လဲဆိုတော့11အော်11ဆွဲလိုင်းလေးတစ်ချောင်းရင်ဆွဲလိုက်မယ်ပြီးရင်အဲ့11ဆွဲလိုင်းလေးကသူကဘယ်လောက် offset ဘက်ကိုသွားထားလဲဆိုတော့1/8ဒါဆိုရင် offset comment o under distance က1/8 under ဒီလိုင်းကိုအပေါ်1/8တက်ထားတယ်ပြီးတော့ဒီထိပ်မှာ radius 1/1နဲ့စာကဲတစ်ခုရှိတယ်အဲ့မှာဒီထိပ်မှာ radius 1-1 by 8 and a အဲ့ဒီ circle ရဲ့ quadrant နဲ့ဒီအစွန်းကိုလာပြီးတော့ထိမယ်ဒါဆိုရင်မတို့ဘာလုပ်ပြရမလဲဆိုတော့မူရွှေမယ်နော် m and a slot object and a quadrant ကနေကိုင်းမယ်ဒီ end point ကိုလာပြီးတော့ check လုပ်မယ်အဲ့တော့ဒါရပြီနောက်တစ်ခုကမတို့ဒီမှာအဲ့ဘာလို့ဟိုဘက်ဒီဘက်တူတူပဲပေါ့နော်ဒီ ဒီရေဒီယိုဝမ်ဝမ်မအေးစားကြရနေဒီဘက်ကိုအားတစ်ချောင်းဆွဲပြီးတော့အပေါ်ကို8ဒီဂရီဆွဲထားမယ်8ဒီဂရီစောင်းမယ်ပေါ့နော် rotate နဲ့လဲမယ်အဲဒီ quadrant ကနေ FA move on ပြီးတော့ line တစ်ချောင်းဆွဲမယ်ပြီးရင်သူ့ကို rotate လဲမယ် RO under slot object ဒီ line ကို under base point က dm point under counter clockwise ဖြစ်တဲ့အတွက် plus 8 under အဲဆိုရင် ဒီ line လေးရပြီနောက်တစ်ခုကငါတို့ဒီ line ဒီ middle ကနေဒီအောက်က set အဲ11ဆွဲထားတဲ့ line ရဲ့ middle ကနေအပေါ်တက်တဲ့ကိုဘယ်လောက်လဲဆို23/8အဲ23/8မှာ radius find နဲ့စကရဲ့ quadrant နဲ့လာထိထားရနော်အဲ့တော့အဲ့23 by 8 line လေးကိုရင်ဆွဲပါမယ် line comment ယူမယ် line comment ယူမယ်ဒီ element အဲ sorry line comment ယူမယ် ဒီ line ရဲ့ middle point ကနေအပေါ်ကို2-3/8ဆိုတဲ့ line ထောင်ထားမယ်။ပြီးရင်မှ radius 5နဲ့ circle တစ်ခုဆွဲထားမယ်။ radius 5နဲ့ circle and a circle quadrant ကဒီ line ကိုလာထိမယ်။အဲ့တော့ circle ကိုရွှေ့မယ် m and a slot of the and a quadrant ကကင်မယ်။ပြီးရင်မှတော့ဒီ end point မှာလာချမယ်။ဒါဆိုရင်မဟုတ်ဒီ line ဒါရရပေါ့နော်။ ဲ့တော့ပြီးတော့ဒီ8ဒီဂရီဆောင်းထားတဲ့ line နဲ့ဒီ radius 5 radius အာ radius 5ရှိရဲ့ circle ရဲ့ဂျားထဲမှာ radius 2 1/2နဲ့ failus လို့ထားရှိရနော်အဲ့တော့ amount account failus လုပ်မယ် f under r under 2-1/2 under အဲ့တော့ဒီ line နဲ့ဒီ circle နဲ့ကို failus လုပ်မယ်လို့ယူလိုက် under ဒါပဲနော်အဲ့တော့မောက်ဒီဘက် channel ရသွားပြီအဲ့တော့မလိုရာဖြတ်မယ် tr under under ီစာကဲရေးမလို့ပြီးတော့ဒီကောင်ကကွာတဲ့အဒီအောက်လိုင်းနဲ့ထီရဖြစ်တဲ့အတွက်အပေါ်ကပေါ်မှာဒီအဆုံးထွက်လေးရှိနေသူဖြတ်ပြီးမယ်ပြီးရင်မလိုရာကြီးအလုံးဖြတ်မယ်ဒီလိုင်းနေမလို့ပေါ်ကဒီလိုင်းနေလည်းမလို့အဲ့တော့မော်တော်လက်ထိုင်ဖြစ်ခဲ့နေပြီးမှတချမ်းကိုမေရာပွားလိုက်မယ်အဲ့ဒီဘက်ချမ်းကိုဟိုဘက်ကိုမေရာပွားမယ် sorry ဒီမှာလည်းဒါလေး ပုံနေနော်ဒါလေးမဲ့ပြောမှာ mi under slash object ဒီ one mile လေးအားလုံး under ပြီးရင် mid point နှစ်ခုခြိုင်မယ် under အဲဒါဆိုရင်ပေတိုင်းရဲ့ဒီကောင်းလေးရသွားပြီမအောင်ဒီ line လေးမလိုတော့ဘူး delete ခဲ့မယ်အဲ့တော့ပေတိုင်းရဲ့ထိပ်ပိုင်းလေးရပြီနောက်တစ်ခုပါဆွဲရမလဲဆိုရင်မအားတို့ဒီ ပြည်တိုင်းရဲ့အခြေလေးဆွဲမယ်အဲ့တော့ပြည်တိုင်းရဲ့အခြေလေးကိုမအောင်ဒီဘက်ကလေးကိုဆွဲထုတ်လိုက်မယ်အဲ့တော့မအောင်ဒီပြည်တိုင်းလေးကိုဒီဘက်ကိုလည်းနည်းရွှေ့ဆွဲလိုက်မယ်နော်နည်းနည်း dimension ကြီးရတာဝင်းနေလို့အဲ့တော့ m and da နဲ့ဒီဟာကို sorry ဘကပါပါနေဒါလေးကိုရွှေ့လိုက်မယ်ရပြီနော်အဲ့တော့မှပြည်တိုင်းရဲ့အခြေရဘလောက်လဲဆိုတော့26 5 by 8တဲ့ အဲ့တော့ PNL ရဲ့အရှိက26နဲ့မှာ 5x8 line comment လေးယူမယ်အော်တိုမိုအွန်ထားတယ်အပေါ်ကို26နဲ့မှာ 5x8 enter ပြီးတော့အဲ့ဒီ line လေးကအကျေကဘယ်လောက်လဲဆိုတော့ဒီ PNL ရဲ့ခေါင်းလေးမှာသွားကြည့်မယ် PN အဲ့ PN ပေါ့နော်အရှိရဲ့ line အကျေလေးက21 2အဲ့တော့21 2ဆိုတော့မတော်ခုနကအရှိကိုဟိုဘက်ကို offset ပြထားမယ် offset ဆို o enter offset distance ခုနကလောက်လဲ2 1/2เนาะ2 1/2 and the ဒီ line ကိုဒီဘက်ကို offset ဖြစ်ထားမယ်ပြီးတော့ဒီ line တိတိလေးတွေအတွင်းအ line လေးရောဘယ်လောက်လဲဆို1 4 uh sorry အတွင်းက line လေးတွေကတယောက်မှာเนาะ1/2ဒီအတွင်းကနေအပြင်ကနေအတွင်း1/2ဒီအပြင်ကနေအတွင်း1/2ဆိုတော့1/2 offset ပြင်မဲ့ o and 1/2 and ဒီ object အတွင်းကိုပြင်မယ်နောက်တစ်ခုကဒီအနေအတွင်းကို1 by 2ပြင်မယ်ပြီးအောင်မလို့ဒီတိုင်းပြီးအောင်မလို့ဒီအောက်က line လေးကိုပေးလိုက်မယ် line comment ယူမယ်ဒီဘက် end point ကနေဒီဘက် end point let's get အဲ့တော့ဒါလေးရပြီနောက်တစ်ခုကဒီ middle ကနေအပေါ်ကို11 by 2အကွာမှာ radius 3 by 1နဲ့စာကဲဆွဲမယ်အဲ့တော့11 by 2အကွာကိုမလို့ တရား line နဲ့ရေးပြီးမီဒီယာနေ1-1/2 under နဲ့ဒီ line နဲ့ရပြီ radius 3/8နဲ့ circle တစ်ခုဆွဲမယ် radius 3/8 under ပြီးရင် delete အဲ့တော့ဒါလေးရပြီအပိုင်းပြီးပြောနော်အပေါ်က ပေါ်မှာဗာလေးရှိသေးလဲဆိုတော့အမဒီမှာ donut ကလေးဆွဲထားရှိနော် donut ကလေးအမအခု share comment video file မှာပြောပြီးပြီပေါ့နော် donut ကလေး donut ကသူကအတွင်းရအဲ inside diameter မရှိဘူးပေါ့နော်အဲအပြည့်ပေါ့အသားအပြည့်ပါတယ် donut ဆို outside diameter outside diameter ပဲရှိရပါတော့အခုဒီမှာက radius နဲ့ပြောထားတယ်1/8ဆိုတော့သူ့ရဲ့ diameter ဆိုရင်1/4ပေါ့နော်အဲ့တော့အဲ့ donut လေးဆွဲမယ် donut လေးဆွဲမယ်ဆိုတော့ဒီနားနေစဆွဲမယ်အပေါ်ကနေဘယ်လောက်လဲဆိုတော့5/8အကွာမှာ ရှိရအပေါ်ကနေ5ပိုင်းရဲ့အကွာဆိုတော့ဒီမှာ line လေးတစ်ချက်ပေးလိုက်မယ်ညနေဒီတီပေါ့နော် line တစ်ချက်ပေးလိုက်မယ် and uh, 5 by 8အကွာ line comment ယူမယ်ဒီ main point ကနေအောက်ကို5 by 8ဆင်းလိုက်မယ် id take လေးမှာ donut ခေါ်မယ် donut လေးလာဆွဲမယ်ပေါ့နော် donut ကအဲ donut ကလေးပြန်มาဆွဲလိုက်မယ် donut comment do and uh, inside diameter 0ပေးလိုက်မယ် outside diameter ကတော့ပြ1 by 4 and uh, ပြီးရင်အဲဒီမှာတနေရာမှာ click ချလိုက်မယ်ပြီးတော့မှာဘာလုပ်မလဲဆိုရင်ရွှေ့လိုက်မယ် m and a slot object and a တရားနေကိုင်မယ် d end point မှာလာပြီးတော့ click မယ်ဟုတ်ပြီအဲ့တော့မောက်ဒီ donut လေးတစ်ခုရပြီအဲ့ဒီ donut လေးအောက်ကနောက်တစ်ခုကဘယ်လောက်လဲဆို114အောက်กว่ามาရှိအဲ114 distance နဲ့မအားကို copy သွားလိုက်မယ် ဟိုဒီ line လေးကမလို့တော့ဖြတ်လိုက်မယ်နော်အဲ့တော့ copy သွားမယ်ဆိုတော့ co and slash object donut လေးကို select မယ် and ပြီးရင် base point ကဒီ center ကနေကင်မယ်အောက်ကို direction ပြမယ်1-1 by 4 and ကဲအဲ့ဆိုရင်ဒါလေးရပြီအဲ့တော့မဟုတ်ဒီဘက်ကိုလည်းပဲဒီဘက်ကိုလည်းပဲဒီနောက်ခုအဲ့လိုသွားခြင်းနဲ့ဆိုရင်မမတို့ဒီမှာအပေါ်မှာ line လေးတစ်ချောင်းဆွဲလိုက်မယ် line ပေါ့နော်လိုင်းတစ်ချောင်းပေါ်လိုက်မယ်အစာအဆုံးကိုလိုင်းတစ်ချောင်းပေးလိုက်မယ်ပြီးတော့အလယ်မှာဒီမေးပွိုင်းကနေပြီးရောအဖိတ်မှုအွန်ပြီးရောလိုင်းတစ်ချောင်းဆွဲလိုက်မယ်ပြီးရောမမရမေရာပွားလိုက်မယ်ကွာနော် mi under object နှစ်ခုကိုဆက်လက်မှတ်မယ် under မေးပွိုင်းနှစ်ခုကဒီကနေဒီကိုဆိုပြီးပေးလိုက်မယ် under ဟုတ်ပြီနော်ဒါဆိုရင်ဒါလေးရသွားပြီဒီမှာ line နေပြန်ဖြစ်လိုက်မှာပေါ့ဟုတ်ပြီပြီးတော့သူကဒီမှာတစ်ခုရှိတာကဒီ donut လေးရကြတော့ ဒီအလဲကောင်တက်တဲ့မှာဒီနှစ်ခုရဲ့လဲအလဲဒီနှစ်ခုရဲ့လဲအလဲဘာနော်အဲ့အလဲတက်တဲ့မှာဆိုမှာတော့အဲ့ကောင်တွေဘယ်လိုဆွဲမလဲနော်အဲ့တော့ဒီ donut လေးကိုမကော်ပီယူလိုက်မယ် C O N D A နဲ့ဒီတစ်ခုကလစ်ပြော base point ကအဲ့ copy ယူထားတဲ့ object ရဲ့ center လေးကိုကလစ်လိုက်မယ်ပြီးရင်မတို့က mid between two points ဆိုတော့အမှတ်နှစ်ခုရဲ့ခြားကအလဲကိုရွေးမယ်လို့ကိုပြောလိုက်မယ်နော်အဲ့လိုဆိုတော့အမတို့ကဘာသုံးရမှာလဲဆိုရင် shift right click ကိုနှိပ်ပေးရမယ်အဲ့ဒီမှာဒီသုံးခုမြောက်မှာပေါ့နော် mid between two points ဆိုတာလေးရွေးလိုက်မယ် two points ဆို point နှစ်ခုရဲ့ခြားအဲ့တော့မှတော့ဒီ down line နှစ်ခုရဲ့ခြားလို့ပြောလိုက်ရင်ဒီလေးခုရဲ့အလဲကိုရောက်သွားမှာပေါ့နော်အဲ့တော့ first object ကဒီ line circle ပေါ့နော်ဒီ circle ရဲ့ center နှစ်ခုအဲဆိုရင်ဒီအလဲရောက်သွားရင်နော်ပြီးတော့မှ enter ်ဒါတွေက common တစ်ကလေးပါเนาะမမတို့ဒီ point တိကျကို direction တိကျဒီအပေါ်ကနေဘလောက်ဘေးကနေဘလောက်ရယ်လို့ပြောမထားဘူးဒီအလယ်မှာလို့ကိုကသိနေရဆိုရင် shift right click ကနေပြီးတော့ mid between two points ဆိုတာကိုရွေးပြီးတော့နေရာချထားပြီလို့ရပါတယ်ဟိုဒါဆိုရင်မမတို့ဒီမှာ ပေရန်ရဲ့အရှိလေးကိုဆွဲပြီးသွားပါပြီအဲ့တော့ဆွဲပြီးပြီဆိုတော့မမတို့ဒီပေရန်ခေါင်းလေးနဲ့လာဆက်မယ်အဲ့ဒီပုံလေးကိုပြန်ကြည့်မယ်ပေရန်ရဲ့ ပေရန်ရဲ့ဒီထိတ်ဘာနော်ဒီထိတ် sorry အစားဆုံးထိတ်ကဘာလဲဆိုဒီဘက်ကနေသူကပြောထားတာနော်ဒီဘက်ကနေပြောထားအဲ့တော့မတို့ဒီဒီထောင်းပေါ့ဒီထောင်းဒါမှမဟုတ်ဒီထောင်းကိုလာပြီးတော့မတို့ဆက်မယ်ဘယ်လောက်လဲဆို212အကွာ212အကွာမှာရှိနေရဲ့ကဒါမှမဟုတ်ရင်မတို့ဘာလို့မလဲဆိုဒီဒီခေါင်းထိတ်ကလေးမှာမတို့212ဆိုတဲ့ line လေးကိုအရင်နေရာပေးထားလိုက်မယ်နော်ဘက်ကနေသွားလိုက်အဲ့ဒါဆို ရက်ကမစ်ပွိုင်းနဲ့အတူတူပဲလေမစ်ပွိုင်း okay ဒီမစ်ပွိုင်းရပြီအဲ့ဒီမစ်ပွိုင်းကနေအပေါ်ကိုမတို့ effect ကိုပုံထားပြီးတော့ line ချောင်းဆွဲလိုက်မယ်ဒီထိတ်ကြီးက212เนาะအဲ့တော့ line comment ခေါ်မယ်212 line လေးကိုဒီထိတ်ကနေဒီဘက်ကို2-1-2 line လေးခေါ်လိုက်မယ်ပြီးတော့မှသူ့ကို middle ကနေရွှေ့လိုက်မယ် m and r နဲ့ slot object သူ့ရဲ့ mid point လေးက ဒီမှာပြီးရင်ဒီနေရာဟုတ်လား click ချအဲ့တော့ဒီမလိုရဲ line အခုမှာ select ပြီးတော့ဖြတ်လိုက်မယ်အဲ့တော့မတို့ဒီရရှိမယ်ပေါ့နော်2 1 2ချင်းအဲ့ရနေပြီးတော့မတို့ဒီမှာ line လေးဒီအောက်ကိုဆွဲချထားလိုက်မယ်ဒီ empire နေတစ်ခုနောက်ပြီးဒီ empire နေတစ်ခုအဲ့တော့အဲ့ဒီနှစ်ခုရှိပြီးဒီကလိုချင်တာကမတို့ဘာလဲဆိုတော့ဒီ point လေးလိုချင်တာနော် ဒီအဝေါ်မိုက်ပေါ်မှာတူဝေါ်မိုက်လိုအကျေကနေဖြတ်သွားတဲ့ point ကိုလိုချင်တာအဲ့ဒီနေရာကိုကင်ပြီးရောမှာမတို့ကပြည်ရန်လေးကိုလာချရမှာဆိုတော့ဒီနေရာလေးပေါ့နော်အဲ့နေရာလေးကိုမတို့ကိုဘက်မှာဆွဲထားတဲ့ပြည်ရန်လေးကိုလာချပေးမယ်ကျော်ဒီကောင်လေးကိုမှုရှင် m and a slot object slot object and a ပြီးတော့ဒီ take ကနေတာကင်မယ်နော် take ကနေ end point ကနေ click မယ်နုနာကကောင်လေးရဲ့ကိုလာထားမယ်ဒီ intersection ဖြတ်သွားတဲ့နေရာလေးကလစ်လိုက်မယ် enter ဒီနော် skin နဲ့ထွက်လိုက်မယ်အဲ့တော့မာခုနကတော့ထားခဲ့တယ်မလို့ဒီ line လေးတွေမလို့တော့အဆိုမှာဖြတ်လိုက်မယ်ပြီးရင်ဒီ line လေးရှည်လေးနှစ်ခုကို trim နဲ့ဖြတ်မယ်အဲ trim နဲ့ဖြတ်ဆရာမလို့လိုရလိုသူအောက်ကိုဆွဲထားနော် tia under under နဲ့ဖြတ်မယ်ဒါလေးရယ်ဒါလေးရယ်အဲ့တော့ နားမှာအာဒီနားမှာဒီ line လေးကျန်နေသေးရနော်ခေါင်းလားဆက်ဆွဲထားဆိုတော့ delete လိုက်မယ်ပြီးတော့ဒီဟာကမလို့ဒီ line ဒီ line လေးမလို့ဖြတ်မယ်အဲ့တော့ဒီဟာလွတ်နေအလင်းတစ်ခုอ่ะအဲ့တော့မားတို့ဘာလုပ်ပေးမလဲဆိုရင် line ကိုရှေ့ထွက်ပေးမယ် extend comment yes enter enter ပြီးရင်ဆက်ပေးလိုက်မယ်ဟုတ်ပြီနော်ပြောပါကြံသေးလဲဆိုတော့ဒီမှာအဲထဲကမလို့တဲ့ဟာလေးဖြတ်မယ်အဲ့တော့ train လုပ်မယ် tr under under မလိုတဲ့ line တွေဖြတ်မယ်ဟေးရပါပြီနော်ပြီးအောင်မတော့ဗာကြံသေးတယ်ဆိုတော့ဒီကျင်တွယ်လေးနှစ်ခုနော်ဒီ subscribe နှစ်ခုအမောက်ဒီပေးတန်ရဲ့ဒီဗီဒီယိုဒီမျိုးလေးလာပြီးရောကတ်မယ်ဒါဆိုရင်ဒီပုံလေးနှစ်ခုကိုခွဲပြီးတော့ထုတ်လိုက်မယ်ဒီမှာထားလိုက်မယ်နော်အဲ့တော့ဒီပုံလေးနှစ်ခုဆွဲမယ်အဲ့မှာပုံမှန်ဆိုရင်တော့သိရမှာကဒီ subscribe နှစ်ခုမှာတစ်ခုက30 60ဒီရရှိမယ်တစ်ခုက55 အဲ့ဒါ36 square ဒါက45 square ပေါ့နော်အဲ့အဲ့ပုံလေးဆွဲမယ်ဆိုရင်36စီရဲ့အလေရအရှိဟာ10ပြီးထားတယ်ရမတို့10 line နေနဲ့အရင်ဆွဲလိုက်မယ်10 under နောက်ပြီးတော့ ro under set object under base point ကိုင်မယ်ပြီးရင် c under ဘလောက်လဲဆိုရင်30ဖြစ်တယ်30 under အဲ့တော့ဒါ30ဆောင်းတဲ့ဒီဂရီတွေနဲ့ line တွေတစ်ချောင်းရသွားပြီပြီးတော့ maruti line က line comment ယူပြီးတော့ auto move on ပြီးတော့ line တစ်ချောင်းအပြည့်ဆွဲထားလိုက်မယ်ပြီးတော့မှဒီဟာလေးကလွတ်နေတဲ့အတွက် extend လုပ်လိုက်မယ် ea center under နဲ့ select မယ်ပြီးရင်မလိုတဲ့ဘိုင်းတွေကိုဖြတ်လိုက်မယ်ရပြီနော်အဲ့တော့မတို့ကဒီမှာသူ့ရဲ့အတွင်းကအတွင်းမှာလည်းပဲဒီ triangle လေးတိတိလေးရှိသေးရဲ့နော် fillets ကိုထားရဲ fillets ကလည်းဝမ်းမအိနဲ့ကိုထားရဲ triangle တိတိလေးရှိသေးရဲ့ LA triangle တည်တည်လေးနဲ့ triangle ကြီးနဲ့ရအကွာဝေးက1 3 by 8ဆိုတော့မတို့ဒီ triangle ကြီးကို offset ပြလိုက်မှာပေါ့နော်1 1 by 3နဲ့အတွင်းကို offset ပြလိုက်မယ်ဒါဆိုရင်မတို့ offset ပြဖို့အတွက်ဆိုလို့ရှိရင်ဒီဒီ segment တွေကဒီအပိုင်းလေးတွေကတစ်ခုချင်းစီကဒီလိုခွဲထွက်နေလို့မရဘူးလေနော်သူ့ကို block လုပ်ပေးရမယ်ဒါကြောင့် block ကမယ် b sorry b and a အဲ block မဟုတ်ဘူး boundary boundary ဖွဲ့ပေးရမယ်နော် b o and a big point ကလည်းမဲ big point တွင်းတနေရာမှာ select ပြီးမဲ and a အဲ့တော့မှ amount ဒါဆိုရင်ဒါ object တစ်ခုဖြစ်သွားပြီအဲ့အတွင်းကို offset ပြင်မဲ o and a offset distance က1-3/8 and a slash အတွင်းကိုဟောပြီးပြီးတော့မှအတွင်းရ triangle လေးကိုဘယ်လောက်သွားမှာလဲ radius 1/8 feel less လုပ်မဲ f and a r and a radius 1/8 1/8 and a ီးတော့မှဒီ line ရယ်ဒီ line ရယ် under ဆက်ခေါင်းမယ်ဒီတောင်းရယ်ပြီးတော့ဒီဘက်တောင်းရယ်ဒါပြီနော်အဲ့တော့ဒါမှတော့60 30 set square တစ်ခုပြီးသွားပြီနောက်တစ်ခုက45 set square 45 set square ဆွဲမယ်ဆိုရင်အောက်ကအရှိက6ရှိရယ်အဲ့မှာ6ဆိုတဲ့ line နဲ့တကြောင်ဆွဲမယ်ပြီးရင်အပေါ်ကိုအရင်ကြောင်ဆွဲထားလိုက်မယ်ပြီးတော့မှမောက်ဘာလုပ်မလဲ အဲဒီ6ဆိုရဲ line တိကြရနေပြီးတော့မတို့ဒီမှာ45မတို့ဒီမှာ45ဒီကိုဆောင်းလိုက်မယ်45ဆောင်းမယ်ဆိုတော့ ro and ဒီ line ကို and base point ကဒီကနေဆောင်းမယ်ပြီးတော့ c and ဘယ်လောက်လဲဆိုရင် counter clock shot ပဲဖြစ်တဲ့အတွက် +45 and ပြီးမှမတို့ line ကိုစမ်းထုတ်လိုက်မယ် es and and နဲ့ ဒါပြီးပြီးတော့မှ tr under under okay အဲ့လိုပဲသူကလည်းပဲဒါတခုချင်းစီဖြစ်နေရဲ့သူ့ကိုဘောင်တွေဖွဲလိုက်မယ် bo under pick point ကိုင်မယ်အတွင်းတက်နေရာမှာ click မယ် under ပေါ့နော်ပြီးတော့မှအထဲကအထဲက triangle လေးကဘလောက်ကိုသွားပြီး offset ပြထားရဲဆိုတော့1 1 by 4နဲ့ offset ပြတယ် offset o under 1 dash 1 by 4 under R1-154&R ပြီးတော့ Arisa Keslamet အတွင်းကို direction ပြပြီးတော့ train က triangle ကို triangle လေးကို Philips Radio 1/4နဲ့ Philips လောက်ထားတယ်အဲ့တော့ Philips ဆိုတော့ F&R&R1/4&R ဒီ line ရဲ့ဒီ line ရဲ့ sorry နောက်တစ်ခု and a ဒီ line ဒီ line နောက်တစ်ခုဒီ line နဲ့ဒီ line နဲ့ โอเคဒါပြီเนาะအဲ့တော့မအားဒီမှာကျင်တွယ်လေးနှစ်ခုဆွဲပြီးသွားပြီတို့ဒီပုံစံလေးဒီပုံစံလေးဆိုတော့ဒီ60 30 subscribe ပေါ်ကိုဒီ45 subscribe လေးလာပြီးထက်မယ်ဒါဆိုရင်မ comment video မှာပြောခဲ့ဘူးတယ်ဘာလို့ရမှာလဲဆိုတော့ align comment နဲ့လန့်ကက်မယ်เนาะဒါဆိုရင် al enter ကိုသွားကက်မဲ့ object ကို select enter အဲ့တော့သူ့စီကနေသူ့စီကိုသွားမယ်လို့တကြားနောက်ထပ် line ဒီကိုဆိုပြီးတော့တကြအဲ့တော့ဆက်လက်ပြီးပြီဆိုရင် and အဲ့ဒီမှာတော့ဗာမေးလဲကိုရွေးလိုက်တဲ့ ski တိုင်းလားဒါမှမဟုတ်ဒီ original တိုင်းလားဆိုတော့ original တိုင်းဖြစ်တဲ့အတွက် no လို့ပဲပြောလိုက်မယ်နော် ဲ့တော့ကတ်သွားပြီ။ဒါပေမဲ့အမားတို့ကမှန်းပြီးရောဒီကျင်တွဲပေါ်မှာလာပြီးရောအမှတ်ချတာဖြစ်တဲ့အတွက်သူကအတိအကျမရောက်နေပါတော့။အဲ့တော့မားတို့သူ့ရဲ့မြေပွားအောင်ကိုင်းပြီးရောဒီ60 30မြေပွားအောင်လာချမယ်။အဲ့တော့ m enter နဲ့ရွှေမယ်။ object ကို select မှ enter ဒီ45ရဲ့မြေပွားအောင်ကိုင်း30-60ရဲ့မြေပွားအောင်မှာလာချမယ်။ဒါပြီနော်။အဲဆိုရင်ဒီ subscribe နှစ်ခုကိုမားတို့လာပြီးရောထပ်ပြီးပြီးတော့မားဘာလို့လုပ်ရမလဲ။မှုရှိလို့လည်းရရယ်နော်။သူ့ရဲ့ဒီမြေပွားရနေဒီ ပေတံရဲ့မင်းပွားကိုလာပြီးပြီးရောမုရှာရင်လည်းရတယ်ဒါပေမဲ့အခုမှ align comment တင်ထားရှိရလीဟုတ်တယ်နော်အဲ့တော့အမ align comment လေးသုံးပြီးရောကတ်ကြည့်လိုက်မယ် al and slash object and ပြီးတော့ဒီမင်းပွားရနေမှာကိုကန်လိုက်မယ်ဒီပေတံရဲ့မင်းပွားကိုသွားလိုက်မယ်ဒါတစ်ချက်သေးပေါ့နော်ဒါအမတို့တက်ပြီးရောတခုတည်းတန့်ရွှေ့ရဲ့သဘောဆိုတော့ and တစ်ချက်သေးကလိုက်အောင်လည်းရသွားပြီပေါ့နော်အဲ့တော့ဒါလေးကမတို့ engineering junior တွေမှာသုံးတယ် ဒီလေးပါเนาะဒီပုံလေးဆွဲထားပါကျူစားပြီးလက်ဆွဲကြည့်ပေးပါချစ်စစ်တင်ပါတယ်